အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်ဇွန်လ29ရက်နေ့ရက်နေ့လည်ခင်းသတင်းတွေကိုနေဆက်ပြရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်သားပါရစေခင်ဗျာဒီကနေ့နေ့လည်ခင်းမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့စကိုင်းတိုင်းတွေကတိုက်ပွဲတွေမှာတော့အကြံဖက်စစ်ရှုံးကောင်စီတပ်ဘက်က၄ဦးသေဆုံးပြီး၄ဦးကိုတော့ရှင်ဖမ်းမိပါတယ်တနက်6လက်နဲ့ခဲရန်တွေလည်းသိမ်းဆီးနိုင်ခဲ့ပါတယ်ခင်ဗျာဒီသတင်းပြည့်စုံကိုလည်းနားဆင်ရမှာပါ ချင်းရွှေမြောင်းတိုင်းစံတက်လာတဲ့စစ်သည်မော်တွေကိုစလင်းကြီးခြေဆိုင်တော်လှန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်နေကြပါတယ်ထိခိုက်ကြဆုံးမှုအခြေအနေတွေကဘယ်လိုရှိပါသလဲစစ်ရုံးကောင်တီကရန်ကုန် ARE လမ်းမှာဘန်ကာအစ်စ်တီတိဆောက်နေကြပါပြီဂရနီဒေတာကစီရေးခေါင်းဆောင်ကိုမာဝီကြီးကသူ့ရဲ့ရဲဘော်တွေနဲ့ပြည်သူတွေထံကိုသတင်းစကားသတိပေးစကားပြောကြားထားတာရှိပါတယ်ဒီအကြောင်းအရာပြည်စုံကိုလည်းနှာစင်ရပါပါခင်ဗျာ ဟုတ်ကဲ့ပါတော့ဒီကနေ့နေ့လည်ကင်းသတင်းတွေမတင်ဆက်ခင်ဒီရုပ်တံဖိုင်လေးနဲ့ကျွန်တော်တို့အစပြုအောင်ပါရုပ်တံဖိုင်လေးကတော့ PDF ရဲမီလေးနှစ်ဦးရဲ့ရုပ်တံဖိုင်မှာတနခါလိမ့်နေတဲ့ချစ်စပွဲကျွန်တော်တို့နှမညမငယ်လေးတွေရဲ့အမှုရာရုပ်တံဖိုင်လေးပါဒီရုပ်တံဖိုင်လေးကိုကြည့်အောင်ပါ ဒီညီမငယ်လေးတယောက်ကတနခါးသွေးပြီးသားကိုတခြားရဲမေညီမငယ်ကိုလိမ့်ပြနေတာကိုတွေ့မြင်ရတဲ့ရုပ်သံဖိုင်မှာအဲ့တော့တရင်နဲ့ဒီရုပ်သံဖိုင်နဲ့ဒါတွေပြတာဘာသက်ဆိုင်လဲဆိုတော့ဘာမှတော့မသက်ဆိုင်ပါဘူးဒါပေမဲ့ရွေချက်ကကျွန်တော်တို့နှမငယ်ညီမငယ်တွေဒီလိုအရွယ်လေးတွေတောထဲမှာဒီစစ်မှတ်ဖြစ်ပွားနေတဲ့အချမ်းပရန်ဒေတာတွေမှာဒီလိုနုနုနေနေလေးတွေတိုင်းပြည်တာဝန်အတွက်တိုင်းပြည်အတွက်တစ်ချိန်မှာကောင်းစားဖို့အတွက်တာဝန်ထမ်းဆောင်နေကြတယ်ဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့ တတိယအောင်ဒါတွေကိုအမြဲတမ်းအမှတ်ရနေစီဖို့ဒီဥတော်ဖိုင်လေးကိုတက်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်နှစ်မငယ်နှစ်ဦးလေးကျန်းကျန်းမာမာနဲ့တိုင်းမီတာဝန်တွေကိုထားရွံ့နိုင်ကြပါစေလို့ဒီနေ့ကနေစုမုံကောင်းတောင်းချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့သတင်းတွေကိုစပြီးတော့တွားရအောင်ပါပထမဆုံးသတင်းကတော့စကိုင်းတိုင်းကတိုက်ပွဲသတင်းကြောင်းရပါစကိုင်းတိုင်းစကိုင်းမြို့နယ်မှာစစ်ရှုံးကောင်စီတပ်နဲ့တော်လိုင်းတပ်တွေကြားမှာတိုက်ပွဲဖြစ်ပြီးစစ်ရှုံးကောင်စီတပ်ဘက်က၄ဦးသေဆုံးက၄ဦးကိုတော့အရှင်ဖမ်းမိခဲ့ပါတယ်လက်နက်၆လက်နဲ့ခဲယမ်းတွေကိုလည်းသိမ်းဆီးနိုင်ခဲ့ပါတယ်ခင်ဗျာ ကျွန်တော်29နှစ်မနေ့ပိုင်းစကိုင်းတိုင်းစကိုင်းမြို့နယ်မြောက်ချမ်း ARI မြကန်းပေးမှာရှိတဲ့ချောင်းမကြီးရွာမှာထိုင်ချပြီးတက်ဆွဲထားတဲ့စစ်ရှုံးကောင်စီတက်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲမှာစစ်ရှုံးကောင်စီတပ်ဘက်က၄ဦးသေဆုံးပြီး၄ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရတာဖြစ်ပါတယ်ကျွန်တော်29ရက်နေ့မနက်ပိုင်းကဖြစ်တဲ့တိုက်ပွဲသိပြီးတော့မကြလိုက်ဘူးစစ်ခွေးလေးကောင်ကိုကားပေါ်မှာအရှင်ဖမ်းဆီးရမိတာရှိတယ်။ကြီးစံနေလက်နက်တွေကြီးကားအင်ဂျီတွေ ကြီကအုပ်ထုပ်တွေလည်းရပါတယ်ဆိုပြီးတော်လိုင်းရေးတရင်ရမြစ်ကပြောပါတယ်ခင်ဗျာစစ်ရှုံးကောင်စီတပ်ဘက်ကတင်းစီရရှိတဲ့လက်နက်ခဲယမ်းတွေထဲမှာ G3 လေးလက် MA1 နှစ်လက်စုစုပေါင်းလက်နက်6လက်ကြီကအုပ်ထုပ်9လုံး equipment 9စုံ 5x5 စီမျိုးစား64တောင်နဲ့ G3 ကြီး180တောင်ကိုတင်းစီရမိခဲ့တာလည်းဖြစ်ပါတယ်ဒါတူကျွန်တော်29ရက်နေ့မှာမင်းဝဲရွာမှာအချမ်းမတ်စစ်ရှုံးကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးစစ်ရှုံးကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများတာကြောင့် ရမတ်စရှုံးကောင်စီတပ်ကမင်းကွန်းရွာဒီတောင်ဘက်မှာရှိတဲ့ရွာတောင်ချမ်းမှာပေါ့နော်ကြေးရွာတွင်းမှာရှိတဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့လည်းဒေသခံပြည်သူတွေကပြောပါတယ်ခင်ဗျာအလားတူပဲကျွန်တော်24ရက်နေ့ကလည်းသခိုင်းမြို့နယ်ချောင်းမာကြီးကျေးရွာနေမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးရမတ်စရှုံးကောင်စီတပ်ကအင်အားအလုံးရင်းနဲ့နမင်းရှင်းလင်းရေးလှုပ်ဆောင်လာတဲ့အတွက်တိုက်ပွဲတွေဆက်ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့လည်းသိရပါတယ်ဂျမစစ်ရှုံးကောင်စီတက်က2025ခုနှစ်ဧပြီလဝန်းကျင်ကနေစတင်ပြီးစကိုင်းမြို့နယ်အတွင်းမှာစစ်ကြောင်းတွေခွဲပြီးတော့ထိုးစစ်ဆင်နေပြီး ်ရဲသားတွေကိုဖမ်းဆီးတပ်ဖြတ်နေတဲ့အပြင်ကျေးရွာနေပြည်သူတွေရဲ့နေအိမ်တွေကိုလည်းမိရှို့ဖျက်ဆီးနေကြပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချင်းတွင်းမြစ်ကြောင်းအတိုင်းစံတက်လာတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဘက်ကစစ်သည်မော်တွေကိုဒေါ်လာရင်းတပ်ဖွဲ့တွေကဝိုင်းဝန်းတိုက်ခိုက်နေကြပါတယ်ဒီသတင်းပြည်စုံကိုကြည့်အောင်ပါခင်ဗျာစကိုင်းတိုင်းစလင်းကြီးမြို့နယ်မှာချင်းတွင်းမြစ်ကြောင်းအတိုင်းစံတက်လာတဲ့စစ်ရှုံးကောင်စီရဲ့စစ်သည်မော်တွေကိုစလင်းကြီးရှေ့ဆိုင်ဒေါ်လာရင်းတပ်တွေကအသင့်ဆောင်ကျူတိုက်ခိုက်ခဲ့ကြောင်း ငါးမြင်းသော Fighter Group Local PD ရဲ့သတင်းတာဝန်ရှိသူကပြောပါတယ်။ဂျွန်လာ28ရက်နေ့မနေ့ကနေ့လယ်ပိုင်းမှာချင်းတွင်းမြစ်ကူစင်ပြူရှင်တရားဘက်ကနေမုံရဘက်စီကိုဆန်တက်လာတဲ့စစ်ရှုံးကောင်စီဒီဖလက်ရရင်တင်မောတွေကိုတော်လိုင်းတပ်ဖွဲ့တွေကစလင်းကြီးမြို့နယ်တနေရာမှာချင်းတွင်းမြစ်ကန်တဘေးကနေရှစ်ထွက်မိုင်းနေနဲ့လက်နက်ငယ်တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တာလို့သိရပါပါတယ်ခင်ဗျာ။တရင်ရတော့78စီတက်လာတာလို့တရင်ရတဲ့ရိတ်ခါပုတ်ပို့လာတော့မသိဘူး။ ကျွန်တော်တို့ကတော့ပြစ်ကတ်တာကတော့နောက်ဆုံး၃စီးကိုပဲဥတီထားပြီးတော့တိုက်ခိုက်ခဲ့တာပါရှစ်ထွက်မိုင်းအပါ60မမရော80မမအဖူးတွေနဲ့ပါပြစ်ခဲ့ပါတယ်နောက်ပြီးတော့လက်နက်ငယ်တွေနဲ့လည်းပြစ်ခဲ့ပါတယ်ပြစ်ခတ်မှုက55မိနစ်လောက်ကြာပါတယ်အဲ့မှာစစ်ခွေးတွေကလည်းသူတို့အထိနာတော့ကျွန်တော်တို့ဘက်ကလက်နက်ငယ်ရောလက်နက်ကြီးတွေနဲ့ပါပြန်ပြီးတော့ပြစ်ခဲ့တယ်ဆိုပြီးဒေါ်လာရေးတရင်ရင်မြစ်တူကအချိန်နဲ့သေးစိတ်ကိုရှင်းပြပါပါတယ်ခင်ဗျာအဲ့နောက်မှာတော့စစ်ရှုံးကောင်စီတင်မောတွေဟာပြစ်ကူကူရင်းချင်းလွတ်မြစ်အတိုင်းစံတက်သွားခဲ့တယ်လို့သိရပါတယ် ကျွန်တော်တို့ဖွဲ့ခုလိုဆက်လက်ပြီးတော့တိုက်ပွဲတွေဖော်ဆောင်နိုင်မှုပြည်တွင်းပြည်ပထောက်ပို့ဖွဲ့စည်းတွေကြီးတတော်မှုဖြစ်စေပါဝင်ထောက်ပံ့ပေးကြဖို့မြစ်တာရက်ခံပါတယ်ဆိုပြီးတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တဦးကပြည်သူတွေထံကိုမြစ်တာရက်ခံပါတယ်ခင်ဗျာအေအပါဝင်တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပြတွေစီထိုးဖောက်ဝင်ရောက်လာချိန်မှာဆစ်ရှုံးနေတဲ့မင်းအွန်လိုင်းတို့အုပ်စုကတော့ရန်ကုန် ARD လမ်းမှာဘန်ကာအစ်စ်တွေတူးပြီးတော့ခုခံမှုပြင်ဆင်နေကြပြီလို့သိရပါတယ်ဒီသတင်းပြည့်စုံကိုကျွန်တော်တို့ကြည့်အောင်ပါခင်ဗျာ ရာရီတိုင်းမြို့နယ်ချို့မှာတိုက်ပွဲတွေဖြစ်နေတဲ့အချိန်စစ်ရှုံးကောင်စီကရန်ကုန်အရာရီအဝေးပြေးလမ်းကစစ်ဆေးရေးဂိတ်တွေမှာဘန်ကာတစ်တွေထပ်ပြီးတော့စောင့်နေကြပါတယ်။အရာရီတိုင်းနဲ့ရန်ကုန်တိုင်းအဓိကဝင်ပေါက်ကအကြီးဆုံးစစ်ဆေးရေးဂိတ်ဖြစ်တဲ့ဒီပန်းတိုင်းဂိတ်မှာမျောစင်ပါတဲ့ဘန်ကာတစ်ခုစောင့်နေသလိုညောင်နှုံးမြို့ကိုဖျက်သွားတဲ့ဘုံမြထုံးတရားရဲ့ရန်ကုန်ဘက်အစင်းမှာလည်းဘန်ကာအစ်စောင့်နေတာကိုယောနာ28ရက်နေ့ကမြင်တွေ့ခဲ့ရတယ်လို့ခီးသွားပြည်သူတွေကပြောပြကြပါတယ်။ ပန်းနိုင်ဂိတ်မှာရန်ကုန်ဘက်ကအဝင်ကားရောအထွက်ကားတွေကိုပါရက်ခိုင်းပြီးစစ်ဆင်းနေတယ်လို့သိရပါတယ်။ခီးသွားတွေကိုပြူစောတိတွေကအဓိကစစ်ဆေးပြီးရဲနဲ့စစ်သားတွေကစောင့်ကြည့်ရေးတာဝန်ယူထားတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်ခင်ဗျာ။ဥပဒေမဲ့ငွေတောင်းကတိုင်ကြားဖို့ဗနိုင်းနဲ့စာကတ်ထားပေမဲ့ကားအသေးတစ်စီးကိုတထောင်ကနေ3000ကျပ်ကြာပြနေရပြီး မှတ်ပုံတင်ဟောင်းနှမ်းနေတဲ့ခီးတွေထံကနေငွေချင်း9000ကနေ1000ကျပ်ကြာတောင်းယူမှုတွေ ပြုတ်လုပြီးမှလွတ်ပေးတယ်လို့သိရပါဗျ။ဗန်တိုင်းဂိတ်နဲ့ရန်ကုန်ပသိမ်ဟင်းတရလမ်းခွဲဖြစ်တဲ့ဘုံမြထုံးတရာအထိစစ်စေးဂိတ်၃ခုရှိပါတယ်။အဲ့ဒီတရာကပသိမ်မြို့အထိပန်းနော်ကြောင်းကုန်စတဲ့မြို့တွေကိုဖြတ်ပါတယ်။တရာကဟင်းတရမြို့အထိညောင်တုံးဒနုပြူဇလုံးမြို့တွေကိုလည်းဖြတ်ပါတယ်ခင်ဗျာ။မြို့ဝင်နေရာတွေမှာစစ်စေးဂိတ်တွေများစွာရှိနေပါတယ်။အဲ့ဒီဂိတ်တွေဟာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဖွင့်လိုက်တာဖြစ်ပြီးခီးသွွားကားတွေအင်စည်းကားတွေကိုစစ်ဆေးပြီးတန်တရားရှိသူတွေကိုဖမ်းဆီးခဲ့တဲ့ ်ဖြစ်ရက်တွေလည်းဖြစ်ပွားခဲ့ပါတယ်2023ခုနှစ်မှာဂိတ်ချုပ်ကိုပြန်ယူသိမ်းခဲ့ပြီးမြန်2024နှစ်ကုန်ပိုင်းမှာတော့ ARD တိုင်းထဲမှာတိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်ဂိတ်တွေကိုပြန်ဖွင့်ထားပြီးစစ်ဆေးမှုတွေတင်းကျပ်ထားတယ်လို့လည်းသိရပါတယ်လုံခြုံရေးအကြောင်းပြပြီးစစ်ဆေးတဲ့အချိန်ငွေချင်းချင်းချောက်တောင်းဆိုမှုတွေပြုလုပ်နေကြပါတယ်ခင်ဗျာ ARD တိုင်းမှာပသိန်ဟင်္ဒရာဖျာပုံမြောင်းမြမဦးပင်မြို့ပါဝင်26မြို့နယ်ရှိပြီးရေလိုင်းရောကုန်းလမ်းပါပါရန်ကုန်တိုင်းနဲ့ဆက်သွယ်ထားတာကိုသိရပါတယ် လက်ရှိမှာအရာရီတိုင်းမြို့မှာရေကြီးလေမျက်နှာမြို့နယ်နဲ့ဆက်ဆက်တဲ့ဒေသတွေမှာအရက်ခတက်တော် AA ဥဆောင်တဲ့ပူပေါင်းတက်တွေနဲ့စစ်ရှုံးောက်သီးတက်ကြားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေကြပါတယ်။ဒါပြင်အရာရီတိုင်းမြို့မှာတိုက်ပွဲတွေအချိန်မြင့်ပေါ်ဆောင်သွားမယ်လို့မြို့သားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကထုတ်ပြန်ထားပါတယ်ခင်ဗျာ။အဲ့တော့အရာရီတိုင်းနဲ့ပတ်သက်ပြီးတော့လည်းကမ်ပိန်းတစ်ခုပြုလုပ်နေတာရှိပါတယ်။အရာရီတိုင်းတွင်းကိုအရာရီသားတွေလှိုင်းလုံးလို့ပြန်လဲ စီစဉ်လာမဲ့ရဲဘော်တွေအတွက်လိုအပ်တဲ့လက်နက်ခဲယမ်းတွေကြီးတွေရိတ်ခါတွေကိုဖြည့်တင်းနိုင်ဖို့ဒီ ARD တိုင်းနဲ့ပတ်သက်တဲ့ campaign တစ်ခုလုပ်နေတာရှိပါတယ်ကွန်မန့်မှာကျွန်တော် link ချပေးခဲ့ပါမယ်ဒီ campaign ကိုတိုက်ရိုက်သွားပြီးတော့လဲကူညီနိုင်ပါတယ်ဒါကြောင့်လေ ARD တိုင်းနဲ့မှတွေ့ရတဲ့သတင်းကြောင်ရဖြစ်ပါတယ်ခင်ဗျာဒီကနေ့နေ့လေကင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တော့ Greenie Data ကစီရေးခေါင်းဆောင်ကိုမာဝေက သူ့ရဲဘော်တွေနဲ့ပြည်သူတွေကို အခုလိုမျိုးသတင်းစကားသတိပေးစကား ပြောကြားထားပါတယ်ရဲဘော်တို့မဖြေနဲ့သတိမလုံနဲ့သတိသတင်းမပေးမိစေနဲ့သတိဆိုပြီးတော့ခေါင်းစဉ်တက်ပြီးပြောထတာဖြစ်ပါတယ်ခင်ဗျာရန်သူဟာမိတ်ဆွေရောင်ဆောင်တတ်သည်ငါတို့ကိုဝိဆုံဖို့ပေးမယ်ထမင်းဖို့ပေးမယ်လူသားလေးတွေအတွက်နဲသည်များသည်ပံ့ပိုးပေးမယ်တကယ်စိတ်ရင်းနဲ့ပေးတဲ့တော်လန်ရေးအကျိုးကိုပဲကြည့်တဲ့သူတွေရှိသလိုအချို့ကရန်သူပါအဲ့လိုပံ့ပိုးပေးပြီးအပြီးပိုင်မင်းတို့ငါတို့ကိုဝယ်ထားတယ်လို့လုပ်သွားမယ် မင်းတို့ငါတို့ကိုသူတို့ပေးထားတော့သူတို့သတင်းနေမိမယ်လက်နေကြီးပဲမှာကြလေးရင်ပဲမှာကျဲဗန်ရောက်တည်စသဖြင့်သူတို့လောက်ရက်ကိုပြန်ထောက်လန်းတာအဲ့တော့မင်းတို့ငါတို့ကလည်းကိုယ့်ကိုပံပိုးနေတဲ့သူပဲဆိုပြီးအကုန်ဖြေအဲ့နားမှာဘယ်လူကြီးနေတာဘယ်တရင်ရှိတာဘယ်ဖွဲ့စည်းနေနေတာဘုံကျဲတာကမီတာ90လောက်မီတာ100လောက်ကျော်သွားလို့ဘာညာအဲ့မှာသတင်းပေါက်ပြီရန်သူကတီသွားပြီးနောက်တစ်ခါတိုက်ခိုက်ရောထပ်ပြီးတော့ထိခိုက်ကြရောထောက်ဖို့ရဲဘော်တွေလည်းသတိရှိပါ ကိုတယင်းကရှေ့တန်းသွားရမယ်မိုးကလေးဖနက်လေးလိုတော့လူတွေကိုလိုက်ပြီးတော့အကူညီတောင်းမိမိတယင်းကလူပနှယောက်ဘယ်တော့ဘယ်မှာစစ်သွားတိုက်ရမှာမလို့ဘာလို့လို့ညာလို့လို့အဲ့မှာသတင်းပေါက်အချုပ်ကလာလိမ့်မယ်ရှေ့တန်းဘယ်နေရာအတွက်ဟင်းလေးလူကျင်လို့ထမင်းလေးကျွေးကျင်လို့လူကြီးဘယ်လောက်ရှိလဲဆိုပြီးမင်းတို့ငါတို့ကလည်းရှေ့မှာထမင်းဟင်းမကောင်းတော့ဝမ်းတာပြီးဘယ်နေရာမှာရှေ့တန်းမှာတော့လူဘယ်လောက်ရှိတယ်နွားတကောင်လောက်မှလောက်မှဝက်တကောင်လောက်မှလောက်မှဆိုပြီးလို့အဲ့မှာသတင်းကပေါက်အချုပ်ဆိုစားနေတဲ့ဓာတ်ပုံတော်တောင်းလိမ့်မယ် မင်းတို့ငါတို့ဟာကိုယ့်ရဲဘော်ထိခိုက်တဲ့အခါကြတဲ့အခါဝမ်းနေပြီးပုံနေတင်းစားနေတင်းရန်သူကဝမ်းနေကြအောင်ဆောင်ပြီးဘယ်နှယောက်ကြသွားလဲထိသွားလဲမေးမင်းတို့ငါတို့ကဖြေးအဲ့မှာမူတီပြီးရှေ့တန်းရန်သူကတံပြန်လှုပ်ရှားငါတို့လုနေတာကို လူတလောက်ခီးမရောက်အဲ့လူတွေဖြစ်ရန်သူဟာတိမ်းပေါင်းများစွာတုံးနိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာမမေ့နဲ့သူကသတင်းရဖို့မင်းတို့ငါတို့ကိုတိမ်း90လဲလှူနိုင်တယ်တိမ်း900လဲပေးနိုင်တယ်မင်းတို့ငါတို့က ကိုကိုစေကနန်းလောက်ပြေးလိုက်တာနဲ့တော်တော်ရင်းရင်းနှီးနှီးလောက်ကြတယ်တအားကိုခင်ပလိုက်တယ်တချို့ဆိုအရာရာတိုင်းအဲ့လူတွေကိုပြောပြတိုင်းမင်းကြဖြစ်ကုန်တယ်အဲ့လူနဲ့ရန်သူကမင်းတို့ငါတို့ကိုဝယ်သွားပြီဘလောက်များများပန်းပို့ထားတဲ့သူမလို့ဆိုပြီးငါတို့ကဘာမှပြောပြတရားမလိုဘူးတကယ်လူတုတိတင်တိတိုက်တာတွေဆိုရင်နည်းနည်းပဲဖြစ်ဖြစ်ဘာမှမပန့်ပိုးပေးသူပဲဖြစ်ဖြစ်အတိပေးရမှာပဲပြောရမှာပဲအဲ့တော့ မင်းသူတွေကဖြည်သူတွေကသတိရှိကြပါကိုပါဇက်ကြောင့်ကိုလို့ရဲ့ကြောင့်သတင်းတွေမပေါက်ပါစေနဲ့တော်လန်ရေးကိုမထိခိုက်ပါစေနဲ့အပေါ်မှာရေးထားတာတွေကအမှန်တကယ်တော်လန်သိရင်ရှိကြသူတွေကိုမဆိုးလို့ပါဘူးတကယ်ဆိုအမှန်တော်လန်ထောက်ဖို့နေသူတွေကိုတော့စီးအစစ်စစ်နဲ့ပြောတင်တဲ့လောက်ပဲပြတင်တဲ့လောက်ပဲပြောရပြရမှာဖြစ်ပါတယ်နောက်တစ်ခုကတိုက်ပွဲကမပြီးသေးဘူးလိုင်းပေါ်မှာကိုပြစ်နေတဲ့ဗီဒီယိုတွေကိုနေတဲ့နေရာတွေမှာ တစ်တော်ဆော့တာတွေကိုဘလိုစားနေရအိတ်နေရတယ်ဆိုတာတွေကိုတင်တာတွေသတိရှိပါရန်သူကအဲ့ဒါတွေကိုတေချာလိုက်ကြည့်ပြီးအိတ်နေရတွေကိုဘလိုတိုက်ရတယ်တိုက်ရင်ရတယ်ဘုံနဲ့ကျဲချရင်ရမယ်ပြူမယ်လူဘလောက်နဲ့ထိုးမှရမယ်ဆိုတာမျိုးတွေပြန်ပြီးတော့တွက်ချက်နိုင်ပါတယ်အချို့နာမည်ရထားပြီးသားရန်သူကလည်းစောင့်ကြည့်နေတဲ့သူအချို့ဆိုပို့ပြီးတော့သတိထားရပါမယ်ပော့ပော်လေးမဟုတ်ဘူးခမရမြေပြင်မှာရောလိုင်းပေါ်မှာရောလူတွေရိတ်စားမိနေတဲ့သူတယောက်ဆိုပါတော့ ပြီးတော့တိုက်ပွဲတိုင်းလည်းပါအရေးကြီးတဲ့အခမ်းအနား event တွေလည်းခဏခဏရောက်ဆိုရင်ကို့အသွာလာကို live မလုံးဝမတင်ပါနဲ့အရေးအမွတ်တောင်မတင်ပါနဲ့ရန်သူဟာအဲ့ဓာတွေအပေါ်လိုက်ပြီးတော့သတင်းသုံးသက်ချက်တွေလုတ်သွားနိုင်လို့ပါကျွန်တော်တို့အားလုံးကိုကိုကိုတောင်မသိပဲရန်သူသတင်းပေးတွေမဖြစ်ဖို့ကျွန်တော်တို့တင်ပြတာတွေလုံးမိနေရင်ရက်ပေးပါဆင်ញင်ပေးပါဒါကတော့ Granny မှာရှိတဲ့စီရေးကောင်းဆောင်ကုမာဝီကသူ့ရဲဘော်တွေနဲ့ဒူပြည်သူလူထုကိုတတိပေးစကား သတိထားစီရင်တဲ့အကြောင်းအရာတွေသတင်းစကားပါတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွမြောက်ကြပါစေကြောင်းကျွန်တော်ဝရံကဝိုင်းတော်သားတွေနဲ့အတူစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူကြတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ် see say just what i do me choose a text of me they ready to do a trap at that we be said me how we go see tell you at me sara kun ni pe ma how la let me yeah in dreat of be be that the design yeah do ana ju nya che mo mi khan ni nya chin nya ne swet che ni ယုံကြည်သည်ဘာမတိကြည်လုံးကမွေးတဲ့အောင်စီးသည်တိုက်ပွဲတိုင်းလဲတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီအပ်တဲ့ပေးချတဲ့ရဲ့ကောင်းပေါင်းလို့သည်တမိုင်းချပေးစတဲ့ချကတိပြုသင်စာသည်ကြည်လုံးလူလူအပေါင်းပြီးစံစားပြရမည်

ိတ်တဆွမ်းအတူညီစိုးစားပြတ်ကြော်မီဖယ်ရယ်ပြည်တော်စုအတွက်အသက်သွေးပေးဆက်မီတာဝန်ကိုစီထမ်းရွေးချမီစာရာကူညီပေးမှာထာဝရလက်တွေ့ညီရဲ့ရင်သွေးတော့ပြီးပြီးတက်တိသစာညီရှင်သူအားလားယူမြခြေမုံမြင့်ချင်ညီမြန်ပြညာနဲ့ဆွဲပြည့်ညီရုံချည်သည် ya te llego bono di mai che pensa te già che ti più te sa ti di lu bau ti sanda che ya ni mai che no go tu se già ni